ဇန်နဝါရီလ16ရက်နေ့မှာစတင်ပြေးဆွဲခဲ့တဲ့ရန်ကုန်ဘတ်စာဖေဘတ်စကားအချို့မှာစီကံဖောက်ပြန်မှုတွေရှိနေပြီးအစိုးရအဖွဲ့အနေနဲ့စီကံဖောက်ပြန်မှုတွေနဲ့ပတ်သက်ပြီးတော့ထိထိရောက်ရောက်အရေးယူသွားမယ်လို့ YBS မှာပအဝင်ကူညီဆောင်ရွက်ပေးနေတဲ့တင်ကန်းညို့မြို့နယ်မဲဆန္ဒနယ်အမှတ်တရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေပုံလတ်ကပြောပါတယ်ဒီလိုမျိုးအရေးယူရမှာရှင်နောက်လိုက်တဲ့ရှင်မောင်းတွေနဲ့ရင်ပိုင်ရှင်တွေသာမကဘဲရှင်လိုင်းပြေးဆွဲခွင့်မရှိအောင်ပိတ်သိမ်းသွားမယ်အထိအရေးယူသွားဖို့ဦးနေပုံလတ်ကပြောပါတယ်ကိုယ်စားလှယ်အနေနဲ့စီကံဖောက်ပြန်တဲ့ ့သူတွေရိုင်းဆိုင်တဲ့သူတွေကိုထိထိရောက်ရောက်အရေးယူနိုင်ဖို့ပြည်သူတွေနဲ့ကိုယ်စားလှယ်တွေဝိုင်းဝန်းလှုပ်ဆောင်စေချင်ပါတယ်လို့ဦးနေဖုံးလက်ကအခုလိုမျိုးပဲပြောပါတယ်။ရင်နောက်လိုက်တွေရင်ပိုင်ရှင်နေစင်မကောက်ဘူးကွာကုမ္ပဏီတွေပါအဲ့တောင်းဟိုကလုံးဝရင်ဆွဲလို့ဒိုင်းဆွဲလို့မရအောင်ပိတ်သိမ်းတဲ့အဆင့်ထိပါအရေးယူမယ်ဆိုတာမျိုးဒါအဲ့တော့ကိုယ့်ဘက်ကလုပ်ပေးရမှာတော့တကယ်အဲ့လိုမျိုးအချိန်ကဖောက်တဲ့သူတွေအော်တော့တကယ်အဲ့လိုမျိုးဟိုရိုင်းဆိုင်တဲ့သူတွေကိုတို့ရဖို့တင်းရအောင်ပုံပေးဖို့တော့တက်တဲ့၆တော့ခံရလုံးနဲ့ဒါတော့ပြည်သူပြည်သူရဲ့ကိုယ်စားလှယ်တွေဝိုင်းလို့ပါဘူး စနစ်ပြောင်းလဲသွားပေမဲ့မပြောင်းလဲသေးတဲ့ရှင်နောက်လိုက်တွေရှင်မောင်းတွေကိုထိတိယောက်ယောက်အေးအေးမှုတွေပြုလုပ်စေခြင်းပါတယ်လို့တိုင်ချောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဥနေဘုံလက်ကအခုလိုမျိုးပြောပါတယ်ဒုသမန်တော်လို့ကလမ်းကြောင်းမြန်မောင်းတာတွေရှိမယ်ကွာပြီးတော့အဲ့လိုကိုယ်လမ်းကြောင်းမဟုတ်ဘဲနဲ့ပြီးဆွဲနေတာမျိုးတွေရှိတယ်ကွာပြီးရတာကျတော့အဲ့လိုမျိုးဟိုဟာကိုဗောလန်တီယာတွေပြီးတဲ့တွေကိုဟိုရင်းဟိုဟာရိုင်းဆိုင်ဆိုင်နေဆက်ဆံတာတွေရှိတယ်ကွာနောက်ပြီးခုနကတခုဆိုရင်ကိုယ်မက်ဆေ့ပို့တာဆိုရင်အဲ့အဲ့ကောင်မလေးတယောက်ရဲ့ကားကိုပို့ဆွဲသွားတယ်ပေါ့နော် ပို့ဆိုတော့လမ်းမအားရတယ်ပို့ဆွဲသွားပြီးတော့အဲ့လိုမျိုးကကကောင်းမလေးတယောက်လည်းဆိုတော့မပြေရှင်းနဲ့ခမမားတာကျွန်တော်မှန်တယ်ဆိုပြီးတော့ပေါင်းပြည့်ရဲ့ဆိုတဲ့ဟာမျိုးတွေတန်လို့ရေပေါ့နော်အဲ့လိုဟာတွေလည်းတွေ့တယ်။တဘောတော့ဒီသစလိုရာကွာဒီဒီအနေဒါတစ်နှစ်တခုပြောင်းမယ်မယ်ဒီရင်အဲနောက်လိုက်တွေရင် driver တွေကလေတိတ်တချို့မပြောင်းနေတဲ့လူတွေရှိတယ်။အဲ့အရာတွေပါမကြောက်ဘူး။အဲ့အရာတွေပါပြောင်းအောင်ပါစီလား။အဲ့အရာတွေပါပြောင်းအောင်တော့ကိုကအဲ့လိုကိုတော့စီစီရအဲ့လိုမျိုးရိုင်းရိုင်းလောက်တာတွေလောက်ချင်ရလောက်ပေါင်းချင်ရပေါင်းဆိုတော့အရင်အကျင့်နေတိုင်းဆက်လုပ်နေရင်အဲ့အရာတွေ သူကသာတိတိရောက်ရေးမယ်ဆိုတဲ့ပုံစံမျိုးအကိုရောအဲ့လိုအဲ့လိုလုံးဆွေနေတယ်လေးသိလား စီကံဖောက်ပြမှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့ဥနေဖုံးလက်ရဲ့ Facebook စာမျက်နှာမှာဝင်ရောက်တိုင်ကြားနိုင်တဲ့အပြင်ရှင်းစီကံထိမ့်သိမ်းမှုတပ်ဖွဲ့နဲ့ပတ်သက်တဲ့ Facebook စာမျက်နှာတွေနဲ့ရန်ကုန်ဘတ်စာဖေးရဲ့ Facebook စာမျက်နှာတွေမှာတိုင်ကြားလို့ရပါတယ်လို့ဥနေဖုံးလက်ကပြောပါတယ်။ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသိယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့အတွင်းရေးမှုဒေါက်တာမောင်အောင်ကလည်းရှင်းစီကပို့တောင်းတဲ့ရှင်တွေကို WIRDA အနေနဲ့ပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်ပြီး WIRDA ဟော်လိုင်းနံပါတ်ဖြစ်တဲ့3921399881ကိုဆက် က်သွယ်တိုင်ကြားနိုင်တယ်လို့ပြောပါတယ်။